မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာတရားတော့စွဲတာပေါ့ဗျာဟုတ်တယ်မလားစွဲတော့ဗာဖြစ်တယ်ဇဘွေးရဖြစ်ရှင်းရမှာပေါ့ဇဘွေးရမြန်မာပြည်မှာတရားမှာဇဘွေးကို 90ရာခိုင်နှုန်းလောက်ကဇဘုံရုံချစ်တဲ့လူတွေကြီးပဲလေနော်ချစ်တဲ့လူတွေကြီးပဲအဲ့တော့အဲ့နောက်မှာတော့ဟိုလက်မဲကြီးလည်းပါရင်ပါမယ်မပါရင်လည်းမပါဘူးကျွန်တော်လည်းမသိဘူးဒါကျွန်တော်အမှန်တရားပဲပါကျွန်တော်မသိဘူးနော်မသိဘူးအဲ့တော့ဟိုကျွန်တော်အသိပြီးတော့ဟိုအရန်ကြီးဟိုလိုပြောတာမရှိဘူးပေါ့နော်မရှိဘူးကျွန်တော်သူများကိုပြောမှာမဟုတ်ဘူး ဒါပေမဲ့ကျွန်တော်ကိုအခုလာပြောနေတာကကုဇဘိုးရင်ကတဲ့သတင်းစာရှင်းလင်းပွဲမှာတရားဝင် တောင်းပန်ပါမယ်ဆိုပြီးတော့တဲ့ပြောတယ်တဲ့လာပို့ကြတာပေါ့ကျွန်တော်နာမည်ဇော်ဘုံရင်ကျွန်တော်အသက်ပေးထားတာတိုင်းပြည်နဲ့နိုင်ငံလူမျိုးနဲ့တက်မတော်နဲ့တက်မတော်သားမိသားစုအတွက်ဘယ်လိုလူမျိုးကိုမှကျွန်တော်တိုက်ခိုက်လာတဲ့လူကို ကျွန်တော်ဘယ်တော့မှမတောင်းပန်ဘူးအဲ့ဒါမှတ်ထားကျွန်တော်ကိုတောင်းပန်လာရတာပဲဖြစ်စေရမယ်ကျွန်တော်ဒီနေရာကနေရဲရဲဝင့်ဝင့်ပြောရဲတယ်ကျွန်တော်ကတောင်းပန်လိုက်တယ်ဆိုလို့ရှိရင်ကိုအတကူကတက်ပြီးတော့မှပြေသွားမယ်အဲ့ဒါကို ကျွန်တော်အားပေးဝင်းရံနေတဲ့လူတွေ Facebook မှာ တင်နေတာတွေအဲ့လိုပြောနေတာတွေကိုမယုံကြည်ပါနဲ့နော်ကျွန်တော်ပြောကြတယ်အမျိုးသားရေးသမားတွေကျွန်တော်ကိုချစ်တဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံလူမျိုးတက်မလို့ချစ်တဲ့လူတွေပြောတယ်ကိုစိုးဘုန်းကြီးကတရင်သာချင်းလင်းပွဲနဲ့တောင်းပန်ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့အတန်တွေထွက်လာတာကျွန်တော်ယောက်ျားပါ ဘယ်တော့မှမတော်မှန်ဘူးဘာလို့လဲကျွန်တော်နိုင်ငံနဲ့လူမျိုးနဲ့တက်မတော်ပေါ်မှာယက်တီခဲ့တာကတတိမှန်တဲ့ကောင်နော်အဲ့အတွက်ကျွန်တော်လိုလူမျိုးကတောင်းမှန်မလားဗျာဆောင်မျိုးလားဟမ်တောင်းမှန်စရာလူလို့လားအဲ့အနေထားမျိုးရှိလို့လားကျွန်တော်ကဘုန်းကြီးဆက်လာကြတာပါအမေကျွန်တော်မပြောပါဘူးအဲ့အရာလေးအဲ့အရာလေး ဟိုဓာတ်ရိုက်မတက်ဆိုင်ပါဘူးအဲ့တော့အမှုဖွင့်နေကျွန်တော်တောင်းတကုံရေးစကန်းကနေဘယ်နေ့ဖုံးဆက်မလဲပဲကျွန်တော်စောင့်နေတာကျွန်တော်မနေ့ညပြောပြီးပြီစကန်းမူကြီးပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အမှုစစ်ပဲကျွန်တော်ကိုတရားဆွဲဆိုလိုက်လို့ကျွန်တော်အမှုကိုကင်တဲ့အမှုစစ်ပဲဖြစ်ဖြစ်ပေါ့နော်တို့ကျွန်တော်ဆက်သွယ်လာပါလိမ့်မယ်နော်ဘာမှမပူကြပါနဲ့ဒါတွေက 66ကကြီးဆိုတဲ့အမှုနဲ့ဆွဲတယ်ဆိုတာကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့တော်တော်လေးတခါလေကြတော့ကျွန်တော်နိုင်ငံရဲ့ပြည်သူပြည်သားဥပဒေပုံမှန်ရေးနားမလဲတော့အာကိုတော်ဘုန်းကြီးထောင်ချရမှာလို့ဘာလို့ညာလို့ဘယ်ကျွန်တော်ဘယ်လိုထောင်ချရမှာလဲကျွန်တော်လေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတက်တဲ့ယက်တီနေရတဲ့အပိုင်းမှာအကြောင်းတရားတွေအကျိုးတရားတွေရှိတာပေါ့ဗျာမယုံရင်ဟိုအဖြစ်ကြည့်ပေါ့ဘောနော်အဲအကြံအဖြစ်ပေါ်တော့မှကျွန်တော်လာမှာပါ ။ငါအခုကျွန်တော်ရဲ့တောင်တကုံကအမျိုးသမားအမျိုးသားရေ YMBA ပေါ့ YMBA ခေါင်းဆောင်ကျွန်တော်နာမည်တော့မပြောပါဘူးတောင်တကုံက YMBA ခေါင်းဆောင်ကိုယ်တိုင်ကတော်တော်ဒေါသထွက်နေတယ်ဒီကိစ္စကိုပေါ့နော်ဒီကိစ္စကဟိုပေါ့နော်ဓမ္မဘကနိုင်မှာနော်ဓမ္မဘကနိုင်မှာနော်ဒါအချင်းချင်းဖြစ်တဲ့အတွက်ပေါ့နော်တက်မတော်ထောက်ခံတဲ့လူအချင်းချင်းတက်မတော်ချစ်တဲ့လူချင်းချင်းအဲ့မှာ ဘဒူကအယောင်ဆောင်လဲဘဒူကစစ်မှန်လဲဆိုတဲ့ပွဲအဲ့ဒီပွဲအဲ့ဒီပွဲကိုလိုချင်တာကျွန်တော်ကခင်ဗျားတို့ပြောသလိုမျိုးဇော်ဘုံအင်းက Facebook ကနေပြီးကျွန်တော်ကိုပို့လာကြတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်မပြောပါဘူးဒါအကောင့်တူတွေလားအစီတွေလားကျွန်တော်လည်းမသိဘူးကျွန်တော်နာမည်တက်မပြောဘူးဒါတွေကိုဟိုစားမရှိဘဲနဲ့ဈေးမပြုတ်ဘူးလို့ဖားတူလို့ခရုခွန်အိုင်ပြတ်မာလို့ဘာလို့ညာလို့ပေါ့အဲ့လိုအကောင့်တွေပို့လာတယ်အဲ့နာမည်တွေနဲ့ပေါ့နော်အဲ့ပြီးလို့ရှိရင် အဲဟိုဇောဘုံရတရင်သာဟုတ်လားနော်အဲ့တော့ရတော့ကျွန်တော်ကဘယ်တော့မှမတောင်းမှန်ဘူးညုံညုံဆက်ရမှာဘယ်တော့မှမတောင်းမှန်ဘူးအဲ့ဒါတော့ယုံကြည်တာစိတ်ချတာအားရှိမချင်းနဲ့နော်အဲ့တော့ကျွန်တော်ကဘယ်တော့မှမတောင်းမှန်ဘူးလူပုဂ္ဂိုလ်တူတူတယောက်ကိုခင်ဗျားတို့ကကျွန်တော်ကိုမယုံကြည်ဘူးလားဟမ် ငါတို့ကိုကိုစော်ဘုန်းကြီးကဘယ်တော့မှအဲ့လိုယောက်ျားမျိုးမဟုတ်ဘူးဆိုတာခမားတို့ယုံကြည်ထားရင်ရပြီ။ကျန်တာကြိုက်တဲ့ကလားဟုတ်တယ်မလား။လူဆိုတာတေးမှမကြောက်လို့66ကကြီးဆိုတာဗျာ။ဘာဖြစ်မဲ့အမှုမို့လို့တော့နော်အသက်တော်တေးမှမကြောက်လို့အဲ့ကွန်မန့်နေသွားဖမ်းကြည့်ပေါ့ကိုစော်ဘုန်းကြီးဆိုတဲ့လူကသူ့အနေနဲ့ဖြဲကားပြီးတော့စားလို့ရတဲ့ဘဝမျိုးတော်မှရှေ့တန်းထိလာပြီးသူကိုယ်တိုင်ကားမောင်းပြီးတော့မှလာရောက်လူတန်းနေတာကျွန်တော်ကိုယ်တိုင်က ဘယ်ဖြူဝါမှာရှိနေတဲ့လူပါလို့မဲ့နေဖတ်ကြည့်ရင်သိမှာပေါ့နော်အဲ့တော့အဲ့ဓာ ड़ी ကိုတော့မခံစားပါနဲ့ခင်ဗျာကျွန်တော်ရဲ့အားပေးဝင်ရနေတဲ့ပြည်သူညီကုံမောင်နှမတွေနော်ကျွန်တော်ညီမလေးကျွန်တော်အခြေရသောညီမလေးတွေအဲကျွန်တော်အကူတွေနော်ရန်ကုန်မှာအခုဟာအကုန်လုံးကအားနဲ့အိမ်နဲ့အလုံးနဲ့ရင်းနဲ့ဖြစ်နေပြီသူတို့ကကြတော့ဒီပွဲကိုဖြစ်စေချင်တယ်ဖြစ်စေချင်တာကျွန်တော်ကိုချစ်လို့ကိုစိုးဘုံဝင်းတစ်ချက်ပဲကပြလိုက် ကိုစောဘိုးကြီးနောက်မှာဖုံးဖုံးထားပြီးတော့မှကားမဲ့လူတွေကြီးပဲဆိုတာအဲ့လိုလာတာနော်အဲ့လိုမျိုးလာတာအဲ့တော့ကျွန်တော်ဘုဒ္ဓဘာမတောင်းမှန်ပါဘူးကျွန်တော်တရားဝင် public မှာ live live မှာကျွန်တော်တည့်ပြောတာပါကျွန်တော်မတောင်းမှန်ပါဘူးကျွန်တော်ဟိုလာညှိနှိုင်းနေတဲ့လူတွေရှိတာပါနော်အော်ဒါလေးတော့အမျိုးသားရေးသမားအချင်းချင်းတော့ဒါလေးကိုတော့နားလည်ပြီးပါဒါလေးတော့ဒီလိုရှိပါတယ်နော်ဂျားလေးကနေဝင်ပြီးလာပြောတာရှိတယ်အဲ့ဒါကိုယူ ရင်းရင်းကြီးကြီးပဲပြန်ပြောလိုက်တယ်ကျွန်တော်ဒီနိုင်ငံရေးနဲ့ဒီနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့တိုင်းပြည်အေးချမ်းသာရဖို့ဆိုရင်နောက်ကပဲလိုက်ရလိုက်ရပါဘေးရပဲလိုက်ရလိုက်ရပါကျွန်တော်လိုက်မဲ့လူတယောက်ပါလို့ကျွန်တော်ဘ누구မှစားမတိုက်ခိုက်ပါဘူးလို့အခုဖြစ်စဉ်ရတယ်ကျွန်တော်ကိုအရင်စားတိုက်ခိုက်ခဲ့တာပါလို့ကျွန်တော်ကိုအရင်အောက်တန်းစားထမိန်ဂျုံထဲကထွက်လာပြီးတော့မှနော်အလူခံစားတဲ့ကောင်ကနော်ဒီလိုဒီလိုပဲ သူ့ကိုတရားဆွဲသွားပါမယ်။ဘာညာလို့ပြောလို့ကျွန်တော်ကလည်းဘာမှမသိဘဲနဲ့ကျွန်တော်ကိုဒီလိုခုကွန်မန့်မှာဒီမှာလာကြည့်လာရေးနေတယ်။ရေးနေချိန်မှာကျွန်တော်ကဖတ်မိလိုက်တယ်။အဲမိုးမိုးခိုင်ကခမ ्या ကိုတရားဆွဲတော့မယ်လို့ပြောတဲ့အချိန်မှာဘယ်ကဖာတယ်မှာလဲ။မိုးမိုးခိုင်ဆိုတော့ဘယ်ကဖာတယ်မှာလဲငါလည်းမသိဘူးဆိုတော့မိုးမိုးခိုင်ဆိုတော့သူ့နာမည်တခုလည်းရှိတာမဟုတ်ဘူးလေဗျာ။ကွန်မန့်လာမန့်လာကိုကျွန်တော်လည်းကျွန်တော်ပြောမှာပေါ့။ကျွန်တော်ကသူ့တယောက်လည်းဆဲခဲ့တာမဟုတ်တာ။ကျွန်တော်က ကိုမလာမတဲ့အနီပိနေလဲကျွန်တော်ဆဲတာပဲဒေါ်စုကြည်လဲကျွန်တော်ဆဲတာပဲရှင်းရှင်းလေးပဲလေရှင်းရှင်းလေးပဲဒါ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 ကျွန်တော်ရဲ့ run တခုကျွန်တော်ရဲ့ကျွန်တော်ရဲ့ position တခုကိုကျွန်တော်သွားတာကျွန်တော်ရဲ့ဒီ light out မှာလာမတ်နေမူမူခိုင်ခင်ဗျားတို့တရားဆွဲတော့မယ်ဆိုတော့လာမတ်လာကျွန်တော်မူမူခိုင်ဆိုတော့ဘယ်သူမှမသိတာ မသိတော့ကျွန်တော်လည်းပြောတာပေါ့ဘယ်ရဖာတယ်မလဲလို့အဲမိုးမိုးခိုင်းဆိုတာအဲ့ဒါပြောတာအဲ့ဒါတရားဆွလို့ရတယ်အဲ့ဒါတရားဆွလို့ရရင်တော့အဘကကြုတ်ကြီးဦးမေအောင်လိုင်ကိုဆွဲစဲတဲ့လူတွေကိုပဲတရားဆွဲပါဒါပါပဲဓမ္မုံတွေပြရဲဆိုတာလေဓမ္မတတ်တွေထောက်ထားတွေအကုန်လုံးရှိလို့ပြတယ်ဘာဖြစ်တယ်ဟုတ်လားဒါပဲလေကျွန်တော်ရှင်းနိုင်တယ်လေဘာမှဖြစ်ဘူးအဲ့တော့ကျွန်တော်ရဲ့ချစ်တဲ့ညီကောင်မောင်နှမတွေအားလုံးကျွန်တော်အားရတယ်ကျွန်တော်မြန်မာပြည်မှာကျွန်တော်ကို အားပေးဝန်းရံနေတဲ့ပြည်သူလူထုကိုပဲကျွန်တော်ကျေးဇူးတင်နော်ကျွန်တော်အားပေးဝန်းရံနေအမှန်တရားကိုမြန်လို့တဲ့ပြည်သူလူထုတွေအများကြီးရှိတာအများကြီးရှိတာအဲ့ဒီပြည်သူလူထုကိုပဲကျွန်တော်ကကျေးဇူးတင်တာကိုတော်ဘုန်းကြီးကိုတော်ဘုန်းကြီးတော့မှာကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ရှိတယ်ကားငါပြီးလာမယ်နော်သမင်းစားတဲ့အာမရှိရင်လူလာခဲ့မယ်ရေတော်ပြီးတော့ကိုတော်ဘုန်းကြီးဘက်ကနေလာပြီးတော့ဝင်းရံမယ် ဲ့တောင်တကုံတရားကုံမကလို့မြောက်တကုံမှာဖြစ်ဖြစ်မြောက်ကိုတရားပဲဖြစ်ဖြစ်ကျွန်တော်တို့လိုက်မယ်ကျွန်တော်တို့လိုက်မယ်ဆိုရလူတွေကြီးပဲမန်မန်နေသွားဖက်ကြည့်လိုက်ကျွန်တော်နဲ့ပတ်သက်လို့တင်နဲ့ပို့တဲ့ post တွေမန်နေထဲမှာသွားဖက်ကြည့်အဲ့ဒါကိုကျွန်တော်ကိုကျွန်တော်တို့မောင်နှမချင်းချင်းတွေကအကိုတဲ့တရင်စာရှင်းလင်းပွဲမှာအကိုကတောင်းဝင်မယ်လို့ပြောလိုက်တာဟုတ်လားဆိုတော့ဟာအာစောဘုံရအလောက်တတိနဲ့ဖြစ်လာပါမလားဟမ် ဇော်ဘုံရလို့တောင်းပန်ရတဲ့အဆင်မျိုးဖြစ်နိုင်ပါမလားစဉ်းစားလေစဉ်းစားပေါ့ဟမ်ဘယ်လိုတောင်းပန်ရမှာလဲဆူတောင်းဆူတောင်းတာနော်ဒီနေ့329ကျွန်တော်ကမြင်းကျက်မတိတာယူမှုကိုကြီးကတရားသွားပေးတော့ဟာအခုမှပြောတာ ကြီးကတရားသွားပေးတဲ့အချိန်မှာကျွန်တော်လက်ပပြားနဲ့မိတိလာကြားမှာစောင့်လာ PDF ကကျွန်တော်လာပြီဆိုတော့ဘိုင်နေဘာကားနဲ့ဟမ်မာကားနဲ့အမဲရောင်နဲ့ဆိုပြီးတော့စောင့်လာကျွန်တော်ခမားတို့ပြောခဲ့တဲ့ဟိုရက်ကကျွန်တော်လက်ပပြားအဲ့ဒီတည်င်းကိုရလို့ကောက်ပြောင်းမဲ့ထားပြီးတော့မှ ကျွန်တော်က လက်ပပြားချက်ကြော်ဆိုင်မှာထမင်းစားပြီးကျွန်တော်အိတ်လိုက်တာကျွန်တော်မိဒီလာနဲ့လက်ပပြားနဲ့ချားမှာကျွန်တော်စောင်းတာအပိုင်မဲဆိုပြီးတော့တွင်မဲဆိုပြီးတော့စောင်းတာဒါမဲ့ကျွန်တော်အဲ့မှာထမင်းတွေပါစားပြီးတော့တနာရီခွဲလောက်အချိန်ထမင်းစားတဲ့အချိန်နဲ့အိတ်တဲ့အချိန်နဲ့ဆိုအားလုံးပေါင်းဆိုရင်အိတ်ရနိုးတဲ့အချိန်နဲ့ဆိုနှစ်နာရီခွဲလောက်ကျွန်တော်လမ်းပေါ်မှာပျောက်သွားတာပျောက်သွားတော့ PDF ဆိုတဲ့ကောင်ကတရားဝင်ဆိုရမို့တော့ ဒီကောင်ကလမ်းပေါ်မှာနှစ်နာရီခွဲတော့ဘလို့လို့နေလို့ရပါလေဒီလက်ပပြားနဲ့ဒီမိဒီလာကြားမှာအာဒီကောင်နဲ့မဟုတ်တော့ပါဘူးဘာညာဆိုပြီးပြန်ဆုတ်သွားတာကျွန်တော်တရင်တရင်ရတာနော်အဲ့ဒါတစ်ချက်အခုကျွန်တော်ကိုတရားဆွဲလို့တောင်တကုန်တရားစခန်းကိုကျွန်တော်သွားမယ်ဆိုပြီးတော့မှဒီနေ့329မိုင်မှာ PDF တွေကကျွန်တော်ကိုဆောင်းလာကျွန်တော်အရှင်ဖမ်းမလို့တဲ့ ကျွန်တော်အမြန်လမ်းလေးသွားမယ်ဆိုပြီးတော့စောင်းလာတနာယီနဲ့မှ27မိနစ်မှလမ်းတော်လမ်းလာတွေကပြောလာတာဒါပေမဲ့တရင်ကတော့ဒီလိုပဲပေါ့ဗျာဟို तू ကတော့လက်ပြောင်းနဲ့မိလာကြမှာစောင်းလုံးကလည်းအဲ့လိုပဲသူတို့တွေးလိုက်တယ်ပေါ့အဲ့မှာလည်းတွေးလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့တော့တန်တရားတော်တော်မကင်းဘူးဖြစ်နေတာကျွန်တော်ကကားအမြဲတမ်းပြောင်းစည်းလိုက်ပြောင်းပြောင်းပြောင်းစည်းတာရှိတယ် ကျွန်တော်ရွှေငါစီးခြင်းရှိတယ်။ဟမ်းမစီးခြင်းစီးတယ်။ဟွန်ဒါပစ်စီးခြင်းရှိတယ်။ဟွန်ဒါရှက်တဲ့စီးခြင်းရှိတယ်။ကျွန်တော်စီးခြင်းတဲ့ကားစီးတာဗျာ။ဒါမဲ့တရင်ကတော့ PDF ကိုတော့ပေးနေတာပေါ့။ PDF ကိုတော့ပေးနေတယ်။ဟိုအတွင်းလူလားအပြင်လူလားတော့ကျွန်တော်လည်းမသိဘူး။နော်။အမသိတော့ကျွန်တော်ကအဲ့မိဒီလာနဲ့လက်ပပြားချားမှလည်းကျွန်တော်ကအဲ့မှာကျွန်တော်ဟိုနေ့ကလိုက်မှထည့်ပြောခဲ့တယ်ကျွန်တော်အိတ်လိုက်တာလို့နော်ကျွန်တော်နဲ့သွားတိုင်းကျွန်တော်ဟိုနေ့ကပြောတော့ကိုကျော်စိုးဦးညီပါတယ် ျွန်တော်အဖော်မမွေးဘူးကိုကျော်လုံးညီကြတော့ကျွန်တော်ကျွန်တော်တို့ကရင်မကျင်းတူတယ်တူသေးကိုသေးပဲချမဲ့ကောင်တွေဘာလို့မှသတင်းပေးမဲ့တူတွေမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ကအဲ့မှာအိတ်လိုက်တော့နှစ်နာရီလောက်ကြာသွားတော့ဟိုကောင်တွေကလမ်းပေါ်မှာအကျွန်တော်မဆောင်နိုင်မယ်နဲ့ကျွန်တော်ကလွတ်လာလာနော်မိတိလာနဲ့လက်ပြပြချားမှာကျွန်တော်ကိုဆောင်လာအခုလည်းဒီတရားဆွဲဆိုမှုအပေါ်မှာနော်ကျွန်တော်တော့သွားရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အတွေ့ရဘယ်သူကဘယ်လိုတွေပြောလဲတော့မသိဘူး အဲ့မှာဒီနေ့329မိုင်မှာအဖျားနာမှာအဲ့မှာ PDF တွေလမ်းပေါ်မှာတက်လာတယ်လို့ပြောတယ်နော်ပြောတယ်တနအား21မိနစ်မှာပေါ့အမှန်မှန်တော့ကျွန်တော်ပြင်ဦးလွင်မှာပါပဲဒါပြင်ဦးလွင်မှာပါပဲပြီးကျွန်တော်ကိုကြောက်ပြီးတော့ပြင်းတယ်ကျွန်တော်ကိုတရားဆွဲတာကတမေရိုးကြတော့မဟုတ်ဘူးဗျအော်ရန်ကုန်ရောက်ရင်လည်းကျွန်တော်လူမိုက်တွေနဲ့လည်းတန့်ရင်တက်ခိုင်းမယ်နော်လူမိုက်တွေငားပြီးတော့မှဒီကောင်ရောက်ရင်ဒီကောင်ဘယ်နေရာလိုက်တရားရုံးရှိမှတော့မလိုက်နဲ့ဒီကောင်ဘယ်နေရာမှာနေတယ်ဘယ်နေရာမှာနေတယ်အစားချပြီးတော့လိုက်ပြီးတော့ကျွန်တော်တန့်ရင်တက်ပါလိမ့် ကြံဒါဒါတော့ကျွန်တော်တို့ကလည်းတွေးထားရတာဒါပေမဲ့သူကသူတက်ချင်တယ်မတက်ချင်လေအဲကျွန်တော်လို့တော့မဟုတ်ပါဘူးကျွန်တော်ကလည်းဟိုကျွန်တော်ဟိုတရားဆွဲပြီးဆွဲဆွဲလိုက်လို့ဟိုတရားရုံးမှာဖြေရှင်းရမယ့်ကိစ္စတခုဆိုရင်တော့နော်ကျွန်တော်ကိုချစ်တဲ့ပြည်သူလူထုကတော့ဝန်းရံနေမှာပဲကျွန်တော်ကအဲ့ဒီလူကြားထဲမှာပဲရှိနေမှာပဲနော်လူကြားထဲမှာကျွန်တော်ကနော်ဒီဒီတရားဆွဲတာလည်းကျွန်တော်ဒါအမှန်တမ်းပြောတာပေါ့နော်ဒါဘဒုမာဘလိုမျိုးနာနာစေတာစေမှာမယိုးတာဘူး ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူယူပေးမှာတော့ကြည့်ကျွန်တော်တရားဆွဲပြီကျွန်တော်တရားဆွဲရင် ပြင်ဦးလင်မာလာဆွဲလိုက်တကယ်မှန်နေတယ်တကယ်တတိရှိနေတယ်ဆိုရင်တော့ပြင်ဦးလင်မာလာဆွဲနော်ပြင်ဦးလင်မာလာဆဲဒါကကျွန်တော်ဆိုတာဒိုင်းတီဗီဒီစပီကာတယောက်ဗျာနိုင်ငံနဲ့တမတော်နဲ့အခုလက်ရှိဖြစ်ပြနေတဲ့အချို့အရာတွေအဆိုးအကောင်းတွေကိုကျွန်တော်ကမြေပြင်မှာလက်တွေ့ပကတိကျကျကျွန်တော်အလုပ်လုပ်နေတဲ့ကောင်တယောက်ဖြစ်တယ်အဲ့ဒီအောင် ကျွန်တော်တောင်တကုံမှာတရားစွဲတယ်ဆိုတော့အဲ့တောင်တကုံကိုကျွန်တော်လာပြီဆိုရင်ကျွန်တော်လုံခြုံရေးကိုဘယ်သူယူမှာလဲအဲ့အမှုကမပြီးပဲနဲ့တရားရုံးကနေပြီးတော့မှအမိတ်ဩဘယ်နည်းနဲ့ယုံချင်းဆိုရင်အဲ့ယုံချင်းကိုကျွန်တော်ချိန်စီသွားရတော့မယ်အဲ့ဒီယုံချင်းကိုလာမယ့်ရက်ကိုသိနေပြီလေတစ်ဖက်ကဖေးသီးတွေကျွန်တော်ကိုတတ်မဲ့လူတွေမတမာတဲ့လူတစုကသိနေမှာပဲလေအဲ့တော့ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူတောင်းယူမလဲ အဲ့တော့ကျွန်တော်တရားဆိုတဲ့လူတွေကလည်းဖျဲသီးဖြစ်ရင်ဖြစ်မှာပဲဒါအရှင်းချင်းလေးပဲဟုတ်လားကျွန်တော်ကရန်ကုန်ကောင်မဟုတ်ဘူးကျွန်တော်ပြည်ဦးလွင်မှာနေတယ်ဆိုတာလူတိုင်းသိတယ်နော်အဲ့တော့ကျွန်တော်တရားတကယ်လို့ဆွဲခဲ့လို့အမိတ်ကြရင်တော့ပြည်ဦးလွင်ကိုပဲချင်းပေးလိုက်ပါပြည်ဦးလွင်မှာရင်ဆိုင်မယ်ဥပမာတစ်ခုဥပမာတစ်ခုကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီတရားရုံးကိုကျွန်တော်တရက်တော့လာခဲ့လိုက်မယ်တောင်တကုံတရားရုံးကိုလေကျွန်တော်တရက်လာမယ်အဲ့ဒီတရက်ကဘာဖြစ်သွားမလဲဆိုတာကြည့်ထားလိုက် နော်ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလောက်ရှိတယ်ဆိုတာကိုအုံအုံကြွတ်ကြွတ်မြင်သွားမယ်အိုက်တဲ့တရက်တည်းတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူးအဲ့ဒီတရက်ကတော့ကျွန်တော်အတွက်ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိမ့်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်သက်တဲ့မြတ်နိုးတဲ့နော်ဖုန်းတော်ကြီးတွေရှိမယ်အမျိုးသားအစ်သမားတွေရှိမယ်နော် အခုဒီဟိုဟာထဲမှာဆိုလို့ရှိရင်ကောင်မလေးထဲမှာဆိုရင်မပူတူတို့လို့ညီမလေးတွေရှိမယ်အများကြီးရှိမယ်ဟောအဲ့လူတွေကျွန်တော်ကာကွယ်ပေးလိမ့်မယ်အဲ့ယုံချင်းကိုကျွန်တော်တရက်လာပြီးပြင်းဦးလို့ရွှေရွှေဆိုင်ပေးတကယ်လဲကျွန်တော်ကကျွန်တော်တရားဆွဲကျင်တာဆိုရင်ပြင်းဦးလေးမှာလာဆွဲရမှာပြင်းဦးလေးမှာလာဆွဲလိုက်ကြိုက်တဲ့အချိန်လာကျွန်တော်နေတိုင်းရှိမှာ အခုဟာကျွန်တော်အသက်အန္တရာယ်ကိုနောက်ကလက်မဲကြီးတွေကဒီကောင်ရန်ကုန်ကို ရောက်တာနဲ့ဒီကောင်ကိုဘယ်လိုလုံးကြံရမလဲဒီကောင်ဘယ်လိုသွားလဲဘယ်လိုလားဘယ်လိုနေကျွန်တော်အသက်အန္တရာယ်ကိုအမျိုးမျိုးဒုက္ခပေးမှာဆိုတာအဲ့တော့ကျွန်တော်တရားဆွဲတဲ့လူဟာရိုးသားရဲ့လားလို့ကျွန်တော်ကမေးမှာနော်တရားဆွဲတဲ့လူဟာကျွန်တော်ကိုလုံးကြွယ်လားလို့ကျွန်တော်ပြင်ဦးတွေမှာရှိတာပြင်ဦးတွေမှာလာဆွဲလိုက်ပေါ့ကျွန်တော်ပြင်ဦးတွေကနေပြောတာလေဒီ లై ဖ်ကို အခုလည်းပြင်ဦးလွေရနေပြောတာပဲပြင်ဦးလွေရနေပြောနေတာပဲကဲ तू आ တည့်ရလို့နေတဲ့တရားဆိုကျွန်တော်တည့်ရခံကျွန်တော်ပြင်ဦးလွေမှာရှိတာဒီမှာလာဆွဲပေါ့ဟုတ်တယ်မလားပြင်ဦးလွေမှာရဲစခန်းနေရှိရလေဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်အကြောင်းတစ်ခုခုနဲ့လှုပ်ချန်တော့မယ်ဆိုတာကျွန်တော်သိတယ်နော်အခုမင်းသားကြီးတို့အခုနော်တို့ ကျွန်တော်ရဲ့ post တွေကိုဖျက်သွားတယ်တင်းနေတယ်เนาะဒီကောင်နေသည်တိုင်းပြည်ပေါ်မှာရိုးချင်းတဲ့ကောင်နေမဟုတ်ဘူးเนาะအာချစ်ပေချစ်ပေတော့ချစ်သမီးချစ်ပါ့ပတ်ဆံရရင်အကုန်လုတဲ့ကောင်နေအကုန်လုတဲ့လူတွေเนาะเนาะအဲ့တော့ကြတော့ကျွန်တော်ကတိတ်တော့ဒီပွဲကမရိုးချင်းဘူးပေါ့เนาะမရိုးချင်းဘူးဆိုတော့ဒီအမှုဖွင့်ခံထားရတဲ့နေရာမှာလဲအမှုဟိုလက်ခံတဲ့ရဲအရာရှိလေးတွေညီလေးတွေ ရေစကမ်းမှုကြီးလေဒါကလုံကြုံရေးရစဉ်းစားတင်တယ်နော်အခုကျွန်တော်ကပြင်ဦးလွင်သွားနေပြီးတော့ကျွန်တော်အဲ့မှာတရားဆွဲတယ်ကျွန်တော်ပြင်ဦးလွင်ကနေကားနဲ့အဲ့ကိုသွားနေရမှာလေကျွန်တော်ရဲ့လမ်းကြောင်းလုံကြုံရေးဘယ်လိုလုပ်မှာလဲကဲကျွန်တော်တိုင်းပြည်ရဲ့လူမျိုးချစ်တာဒီအမှုကလုံးဝမယိုးသားဘူးကျွန်တော်ကိုတရားဆွဲတာလုံးဝကိုမယိုးသားလားကြောက်เสียမလို့ဘူးပြင်ဦးလို့လာဆွဲလိုက် တရားရင်ယုံချင်းပြီဆိုရင်အဲယုံချင်းရဲ့တိပြီဆိုကျွန်တော်လာရတော့မှလေအဲလမ်းကိုအမြန်လမ်းကိုဟုတ်လားကျွန်တော်သွားရတော့မှလေအဲ့တော့ကျွန်တော်ဘယ်လိုလုံခြုံရေးပေးမှလဲအဲ့တော့ကျွန်တော်ရှိနေတဲ့ပြင်ဦးထဲမှာလာဆွဲလိုက်တာအဆင်မပြေဘူးလားနော်အဲ့ဒီတောင်တကုန်ရဲစခန်းကနော်စခန်းမှုတွေရောအဲ့ဟိုအမှုစစ်တွေရောကိုကျွန်တော်ပြောချင်တာကအမှုကိုဒီဘက်ကိုလွှဲပေးလိုက်ပါနော်ထပ်ပြီးတော့ဟိုအဖြစ်မယ်ဆိုရင်အမှုကြလာရင်ဆွဲပေးလိုက်ပါကျွန်တော်က တရားခံတွေပါကျွန်တော်ကပြည်ဦးလွင်ရနေလိုက်လွင်ပြီးတော့ပြောတာလေတကယ်လို့ဆဲခဲ့တယ်ဆိုရင်တော့ပြောတာပါပြည်ဦးလွင်ရနေလိုက်လွင်ပြီးပြောတာတော့အတွက်ပြည်ဦးလွင်ကျွန်တော်ရဲ့လုံခြုံရေးကိုနော်တနိုင်ငံလုံးအနေထားနဲ့နော်သိရှိနေတဲ့လူတွေရှိပြီးသားကျွန်တော်ရဲ့လုံခြုံရေးအရာပြည်ဦးလွင်ရဲစခန်းမှာပဲဒီအမှုကိုဆွဲလိုက်ပါပြည်ဦးလွင်ရဲစခန်းမှာပဲရှင်းလိုက်ပါမယ်အဲ့မှာလာလာဆွဲလိုက်နော် သူ့လည်းပြန်ဆွဲဖို့လည်းပြင်ဦးလွင်ရတယ်အေးစစ်ပါရာကျွန်တော်ကျွန်တော်အဲ့လိုတွေမလုပ်ပါဘူးအဲသူ့ကျွန်တော်ပြန်မဆွဲပါဘူးဟုတ်လားကျွန်တော်တနိုင်ငံလုံးချစ်တဲ့ပြည်သူလူထုတွေအများကြီးရှိတယ်ကျွန်တော်ပြောတာကဒါသမသမကြကြပြောတာနော်ကျွန်တော်တော်တော်ကုန်ရဲစခန်းနေထွက်ပြီးတော့ကျွန်တော်ကိုတိုက်ရင်ဘယ်လူတာဝန်ယူမှာလဲကျွန်တော်တည်သွားရင်ပြီးရောဒီကောင်နိုင်ငံမှာအချင်းမြတ်ခြားစားတာတွေကိုပေါ်ထုတ်နေတယ် ဒီလိုတွေပြောနေတယ်ဒီလိုတွေလှုပ်နေတယ်ဒီကောင်အသက်သိရင်ပြီးရောကွာဆိုပြီးတော့မှတတ်ခိုင်းရင်ဘယ်လိုလုပ်မှာလဲအဲ့တော့ကျတော့ဟိုကျွန်တော်တို့သတင်းစာတွေတောင်းပန်မယ်တို့ဘာလို့ဆိုတာအဲ့ဒါအမှားပါကျွန်တော်လုံးဝမပြောခဲ့ပါဘူး ကျွန်တော်နာမည်တက်မပြောခြင်းတလို့ပါကျွန်တော်ဒီနေ့နော်မြန်မာနိုင်ငံရဲ့ရုံးမပြတဲ့ဇူပေါ့နော်ဟိုမြန်မာနိုင်ငံအရေးကိုအဲအကောင်းမကနေတွေးပြီးတော့မှဖော်ဆောင်နေတဲ့လူတယောက်ရှိပါတယ်သူကျွန်တော်ဖုံးဆက်လာပါတယ်နော်ဒီမှာအတန်ပိုင်ရှိပါတယ်ဖွင့်မပြခြင်းလို့ပါနော်လာညှိပါတယ်ရပါတယ်လို့ကျွန်တော်သဘောထားကြည့်ပါတယ်ကျွန်တော်နားလဲပါတယ်လို့ခေါ်လိုက်ပါလို့ပြင်ဦးလို့ပြင်ဦးလို့ကျွန်တော်ကပြောလိုက်တယ်ကျွန်တော်ကဘောပေါ့နော်ကျွန်တော်ဝယ် ကျွန်တော်ချီကိုလာတွေ့စရာမလိုပါဘူးလို့လိုင်းပေါ်မှာတရားဝင်ပဲပြောလိုက်ပါနော်ကိုစိုးဝင်းနဲ့အဲဒီလိုဒီလိုအဆင်ပြေသွားပါတယ်ဆိုတော့ပဲတရားဝင် ပြောခိုင်းပေးပါဒီပြင်းဦးလင်ထီလာစရာမလိုပါဘူးလို့နော်လာစရာမလိုဘူးလို့အဲ့လောက်ထီလည်းမလိုအပ်ပါဘူးလို့ကျွန်တော်အဲ့လိုပဲပြောလိုက်တာကျွန်တော်လာညှိနှိုင်းတဲ့ဂျာညှိနှိုင်းတဲ့လူရှိတယ်အတပိုင်းရှိတယ်ဖုန်းနံပါတ်ရှိတယ်နော်ဒါပေမဲ့ဟိုကျွန်တော်ကပြန်ကြည့်လိုက်တဲ့အချိန်မှာ အော်ဘာမှကျွန်တော်တငယ်ကြီးနဲ့တိုင်ပင်နေဘာမှမလိုအပ်ဘူးအဲ့ဒါတွေမလိုအပ်ဘူးအဲ့ဒါတွေထားလိုက်တော့လူကြီးတွေကလည်းအဲ့အောင်နေမင်းဇော်ဘွေးရင်အဲ့မင်းစောက်လို့မဟုတ်တော့ဘူးမင်းအေးစင်းနေလိုက်တော့နော်ဖြစ်တဲ့ပြဿနာအားလုံးကဒါပဲနော်ဘာလို့ရမလဲဘာလို့ရမလဲဆိုတော့ပဲမင်းတဘောတာအဓိကကအဲ့ဒီမှာတရားရုံးဖွင့်တဲ့ဟာဖွင့်တဲ့လူကကိုကနော်အကြောင်းအရာတွေအများကြီးရှိတာပေါ့အများကြီးရှိတော့ကျွန်တော်အသက်အန္တရာယ်ကိုအရန်ကိုအဲစိုးရိမ်ရတဲ့အနေအထားမျိုးကို အဲပြောလာကြတာပေါ့သူတို့ကအမှုဒီအမှုဖွင့်တာကဘာမှမဟုတ်60ကြောက်ကကြီးကဘာမှမဟုတ်ဘူးအဲ့မှာအဲ့ယုံချင်းဆိုပြီးတော့ကျွန်တော်ထွက်တဲ့အချိန်မှာပဲအဲအဲ့လိုပြဿနာတွေအဲ့လိုဘောတော့အတက်ကြဖြတ်ကြတည်ကြကြည်ကြတဲ့ပုံစံမျိုးတွေဖြင်းဖြင်းပဲအကဲဘုံတွေပိုင်းမကွဲဘူးလို့ပြောလို့ရမှာဥမာတခုဟုတ်တယ်မလားကျွန်တော်ကနိုင်ငံမှာနိုင်ငံနဲ့လူမျိုးပေါ်မှာတကယ်ချစ်တဲ့လူလေတက်မလို့တကယ်ချစ်တဲ့လူလေနော်အဲ့လိုလူတယောက်ကိုဟုတ်တယ်မလားတစ်ဖက်က ကျွန်တော်တို့တော့ပြီးတော့ပြောနေတာပတ်စံရရင်ဒီခေတ်မှာဘာမစိုးလုံးမဲ့လူတွေရှိတယ်အဲ့ဒီမှာကျွန်တော်တို့မပါဘူးနော်ဥပဒေရုပ်ကိုကြည်တာတရားဥပဒေပါလဲသူပြောရမှာလဲအဲ့ဒါတွေဘာမှမပူနဲ့ เนาะကျွန်တော်တို့ကလည်းပြန်တောင်းပန်မယ်နဲ့လီးနဲ့ပဲထိုးလိုက်မယ်ပြန်တော့မတောင်းပန်ဘူးရှင်းတယ်เนาะမင်းတို့လာမတ်လို့ပြောလိုက်တာငါဘောကမှာဘယ်သူမှငါတောင်းပန်စေတဲ့ရာဇဝင်မရှိဘူး